မင်္ဂလာခမ်းနာတိမ့်တောင်းချီတန်တဲ့ပန်းနေတဲ့ဘသူမှမကျင်းပနိုင်တဲ့ပုံစံမျိုးနဲ့ကျင်းပခဲ့တဲ့ပိုင်းတကွန်တို့ဇနီးမောင်းနဲ့အားလုံးမျှော်လင့်နေကြတဲ့မင်္ဂလာပွဲကိုမတမတ်ထားတဲ့ပုံစံမျိုးနဲ့ကျင်းပခဲ့တာကတော့ဒေဥဆောင်မင်းသားပိုင်းတကွန်ပေါ့ပိုင်းတကွန်ဟာဇနီးကျော်လင်းဒင်းမြဖြူနဲ့မင်္ဂလာပွဲကတော့ဇွန်လ16ရက်နေ့မှာရန်ကုန်မြို့အေရိုင်ဟိုတယ်မှာအနုပညာရှင်တွေစုံလင်စွာကျင်းပခဲ့တာပဲဖြစ်ပါတယ်ဇောဘာမင်္ဂလာပွဲမှာတော့နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့စိုးမြတ်သူစား ဝဲမောင်ရွှေနဲ့ဖူဖွေးတော်လို့နုပညာရှင်တွေတင်ရောက်ခဲ့တယ်လို့အလင်းရောင်အင်းစန်းမောင်နဲ့အောင်ရဲလင်းတော်လို့ထိတ်တန်းမင်းသားတွေကသရိုးသားရင်ဖြစ်နေလောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ပိုင်းတကုံကအလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာသာမကပဲနဲ့နိုင်ငံတကာမှာပါနာမည်ကြီးနေတဲ့မင်းသားတစ်လက်ဖြစ်တယ်လို့ဇနီးတဲ့လင်းများဖြူကလည်းမြန်မာနိုင်ငံမှာချမ်းသာဆုံးထိတ်တန်းခရိုနီတထေးကြီးဖြစ်သူမကိုရင်ကလည်းထိတ်တန်းမျိုးသမီးစီဝိုင်းလုပ်ငန်းရှင်တို့မလို့ပိုင်းတကုံရဲ့မင်္ဂလာဝေကကြီးကျယ်ခမ်းနားမယ်ဆိုတာအလုံးကလည်းခံမှန်းပြီးသားပါ။ မန္တကယ်မှာလည်းပိုင်နဂုံနဲ့မက်လင်းမြဖြူရဲမင်းလာပွဲကကြီးကျယ်ခမ်းနားသလိုလူရင်းရဲ့သဘောချမှုကိုလည်းခံနေရပါတယ်။မြန်မာနိုင်ငံကတချို့သောထိတ်တန့်ဥပညာရှင်တွေတထေးတွေရဲ့မင်းလာပွဲဟာဆိုရင်ပိုင်ဆိုင်မှုတွေကိုကြောဖို့အတွက်ရွှေသားစတွေစိန်ရွှေငွေရတနာတွေနဲ့မင်္ဂလာပွဲကိုတံပိုးကြီးစွာကျင်းပကြပါတယ်။ဒါကြောင့်လည်းမင်္ဂလာပွဲကမင်္ဂလာပွဲနဲ့မတူတော့ဘဲစိန်ရွှေရတနာကြောင့်ကြောင်ပွဲလို့ဖြစ်သွားတာပါ။အဲဒီမဲ့လည်းပိုင်တကွန်နဲ့စနေကောင်းလေးလင်းမြဖြူကတော့သူ့ရဲ့မင်္ဂလာပွဲကိုမင်္ဂလာဆောင်ဆိုတဲ့အနှစ်သာရပြင်နေကျင်းပခဲ့တာပါ။ ိုင်နဂွန်ဟာသူတို့ရဲ့မင်္ဂလာခမ်းမကိုရွှင်ရောင်မလုပ်ဘဲပန်းနေပြည်နယ်လောက်ခဲ့တာပါပိုင်နဂွန်တို့ဟာထိုင်းနိုင်ငံကမင်္ဂလာပွဲခမ်းနားတွေမှာပြင်ဆင်တဲ့ကုမ္ပဏီကိုခိုင်းရန်ကတံမိုးကြီးတဲ့နှင်းစီဖြူတွေတိတ်ခေါပန်းနေနဲ့တခြားသောပန်းပေါင်းစုံတွေကျင်းပခဲ့တာပါဒါအပြင်သူတို့သမီးလေးလင်းမြပြူဟာသူမရဲ့မင်္ဂလာဝတ်ဆုံကိုလည်းနိုင်ငံကဒီဇိုင်နာကိုမတော်ဘဲမြမပြေကဒီဇိုင်နာကိုပဲတံမိုးထားချုပ်လုပ်ခိုင်းတာကိုတွေ့ရပါတယ်ဒါပြင်မိတ်ကပ်စပင်ဒီဇိုင်းတွေကိုလည်းမြမပြေကပညာရှင်တွေနဲ့ပဲပြင်ဆင်ထားတာကိုလည်းတွေ့ရပါတယ် အင်္ဂါခန်းသားဒီဇိုင်းနဲ့ပြင်ဆင်ကစားမြန်မာနိုင်ငံကအသိပညာရှင်အတတ်ပညာရှင်တွေပြင်ဆင်တာကိုလည်းတွေ့ရပါတယ်။တကယ်ဆိုရင်ပိုင်တော်ရဲ့ပိုင်ဆိုင်မှုတွေဇနီးလောင်းရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင်နိုင်ငံခြားကပညာရှင်တွေကိုခေါ်ကခန်းသားစွာကျင်းပရမှာပါ။ NGO ပါဝင်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်ရွှေဆိုင်တထေတွေထိတ်တန်းတထေတွေကလည်းမင်္ဂလာဝဲခွန်ဒီလိုပဲကျင်းပကြပါတယ်။ဒါပေမဲ့လည်းပိုင်တော်တို့ဇနီးမောင်နှံကတော့မြန်မာမှုဆက်ဆံပဲကျင်းပတာကိုတွေ့ရပါတယ်။ထို့သဖြင့်တော့ပိုင်တော်ဟာသူ့ရဲ့ဒီလိုမျိုးမင်္ဂလာပွဲကိုနိုင်ငံတကာကစောင့်ကြည့်နေခြင်း မင်္ဂလာပွဲကိုမြမမှုဆန်ဆန်ကျင်းပလို့ခွင့်ယူနေတာပါ။ဒါကြောင့်လည်းလူတွေကပိုင်ဒဂွန်တို့ဇနီးမောင်နှံကိုမြမမှုထိမ့်သိမ့်မျက်နှာမှုတွေကိုချီးကျူးကြတာပါ။ဒါအပြင်ပိုင်ဒဂွန်ရဲ့လင်းမြဖြစ်လို့ဇနီးမောင်နှံနေမကနှစ်ဖက်သောမိဘတွေပါတန်ဖိုးကြီးရဲ့အဆောင်ရောင်နေမဝင့်စင်ထားပဲနဲ့ရွှေရှင်းစွာနဲ့ဂုံပကာသနာပါပဲမြေတားတရားတွေနဲ့ဖြစ်နေတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တာပါ။တကယ်ဆိုရင်ပိုင်ဒဂွန်ရဲ့လင်းမြဖြစ်လို့ဟာတခြားသောချမ်းသာကျွမ်းဝင်တဲ့တထေးစုံတွေလိုသိမ်းပေါင်းတောင်းတဲ့ချီတန်တဲ့စိတ်ဆက်မင်္ဂလာပွဲအခမ်းအနားတွေ မင်္ဂလာလက်မှတ်ရေးထုတ်ပွဲခန်းနာတွေကိုကျင်းပါကသူတို့ရဲ့ကျင်းဝချမ်းသာမှုတွေကိုဖော်ပြကြပါတယ်။ဒါပေမဲ့ပိုင်နဂွန်နဲ့လင်းမြဖြူတို့ကကုန်ပကဒနာကင်းရှင်းစွာနဲ့ရိုးရှင်းတဲ့မင်္ဂလာပွဲကိုပဲကျင်းပခဲ့တာပါ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုင်နဂွန်ရဲ့မင်္ဂလာပွဲကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါဦးရှင်။